လာမယ့်ဒီဇင်ဘာလအရှိထွန်အားရှအားကစားပြိုင်ပွဲမှာပေါင်းဝင်ရှင်ပြိုင်မယ်မြမလက်ရွေးစင်အမျိုးသမီးဖူစေတဲ့အောင်ပွဲအတွက်အစင်သက်ဖြစ်နေကြပြီလားအောင်မြင်မှုကိုစာလောင်နေကြတဲ့မြမလူငယ်အမျိုးသမီးလေးတွေရဲ့ထိုင်းနိုင်ငံမှာကျင်းပမယ်အရှိထွန်အားရှအားကစားပြိုင်ပွဲမှာအောင်မြင်မှုရနိုင်ဖို့ဘလို့တွေပြင်ဆင်နေကြလဲအခုတင်ဆက်ပေးသောမယ် Road to Victory အစီအစဉ်မှာကြီးစုလိုက်ကြရအောင်လားခင်ဗျာ စင်အမျိုးသမီးလက်ရွေးစင်တယောက်ဖြစ်ဖို့အတွက်ရှောင်းလန်းခဲ့ရတဲ့လမ်းကြောင်းဟာအစဉ်ပြေချောမွေ့လာတဲ့အခြေအနေတစ်ခုမဟုတ်ခဲ့ပါဘူးအာကျုံမတ်တက်ကြိုးစားရှင်ပြိုင်ပြီးမှဖြစ်လာခဲ့တဲ့လက်ရွေးစင်ကစားသမားဘဝကဖူစေကစားရတာကိုဝါသနာကြီးလာတဲ့အမျိုးသမီးလေးတွေအတွက်ကတော့အိမ်မက်တစ်ခုပါပဲကိုကိုပန်းလာတော့ကြာပါပြီပေါ့နော်အခုဒီလေရေးစင်ရောက်ဖို့အရေးပေါ့ဈားထဲမှာလည်းနှစ်ဖူးပြဲဒူးပွဲပဲစူးစမ်းခဲ့ရပါတော့ အာကိုလုတ်ခဲ့တဲ့ training လည်းတော့တန်ပါတယ်ဟိုနောက်ပြီးကိုရခဲ့တဲ့အရာလည်းကိုလုတ်ခဲ့တဲ့အရာနဲ့ကအဝင်ကွင်းကျဖြစ်သွားရောနော်ဟုတ်အာကျွန်တော်ကစားတဲ့နေရာတော့အလား position မှာအတင်းနဲ့တင်းဝက်တော့မိအောင်အကောင်းဆုံးတော့စူးစမ်းနေပါတယ်ဟုတ်အခုက training ကတလားကြော်ပဲရှိသေးရဆိုတော့အအများဆုံးတင်းဝက်နဲ့တင်းဝက်နေအောင်လို့တော့အကောင်းဆုံးစူးစမ်းနေပါတယ်အခုကစားနေတဲ့နေရာနဲ့ကိုကစားနေတဲ့နေရာနဲ့အတူတူပါပဲကွနော်အရင်ကလည်းဒီနေရာပဲကစားခဲ့ရဆိုတော့အခုဒီပြ ချပြီးတဲ့နေရာမှာလည်းအဆင်ပြေပါတယ်။အာနေပြတယောက်နဲ့တယောက်ကတော့မတူဘူးဗျ။အမ်သူကစားကွက်ချင်းလည်းမတူဘူး။အမ်သူတို့ကစားကွက်ကိုတော့အံဝင်ကြအောင်တော့အကောင်းဆုံးတော့စူးစမ်းနေပါတယ်။ဟိုသူတို့ကြောင့်နည်းနည်းဟိုသူလေ့ကျင့်ခန်းတစ်ခုလုပ်ပြီဆိုရင်ပေါ့နော်။ဟိုယောက်ျားလေးနေပါကြီးကိုမောင်းတာပေါ့။အဲ့ဒါကြီးကိုအတင်းလိုက်ရတာပေါ့နော်။အခုတဖေးဖေးနဲ့တော့အဆင်ပြေလာမယ်လို့မျှော်လင့်ပါတယ်။ဟိုနည်းနည်းတော့ပြင်ပန်းတာပေါ့။ပြင်ပန်းတော့ခံရမှာပဲဒီ။ပြောင်းလဲလာတော့တော်တော်ပြောင်းလဲလာပါတယ်ပြီးတော့သူ့ရဲ့ အာတက်ကနစ်တွေနဲ့အခု player တွေနဲ့အဲ့လိုတပင်းနဲ့အခြေဆက်ပြီးလာ time တွေလည်းကိုက်လာပြီဗောနောပြီးတော့တက်ကနစ်ကလည်းတော်တော်လေးအဆင်ပြေပါတယ်နီးပြရလည်းနားလေးဟော sorry player တွေလည်းနားလေးရလွယ်ပါတယ်ထောက်ကိုအဲအဓိကတော့တသိန်းလုံးအတွက်အထောက်ကိုဖျောင်းတော့အများကြီးကိုစူးစမ်းနေပါတယ်ဟုတ်ဟိုသူများရဲ့ထက်လည်းအများဆုံးစူးစမ်းတယ်အဲဒီတင်းဝက်ကိုဘယ်လိုညီအောင်ဟိုကအကုန်လုံးစစ်စစ်လုံးလုံးနဲ့ရှေ့အောင်လို့အကောင်းဆုံးတော့စူးစမ်းနေပါတယ်တင်းဝက်မိအောင်တော့ဟိုအတင်းမှာအခုကိုသမားကတော့9ယောက်ရှိပါတယ်ဗောနောအဲအကုန်လုံးကတော့စူးစမ်းနေရဆိုတော့ဗောနော ်ကိုယ်စိတ်ထဲမှာတော့ဘာလို့ဖြစ်မလဲဆိုတော့ဒီတိုင်းမျှော့ပါတယ်ခံမှန်းကြည့်ရတယ်ပေါ့နော်ဒါပေမဲ့အကုန်လုံးကတိတ်မကွာတော့လဲကိုလည်းကိုလည်းဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ကိုလည်းစ조사နေရပါတယ်ပေါ့ဟုတ်ဟုတ်တဖေးလေးဘယ်လိုပြောတဖေးဖေးနဲ့နီးပြတယောက်ရှင်းစီရရင်ဒိုင်းကတော့ဟိုအာတာကြီးကတော့ရှိရပါတော့အာတာကြီးအာနဲ့ကြီးရှိပါတယ်ဒါပေမဲ့အခုကတဖေးနဲ့အာအချိန်ကြာလာတယ်ပေါ့နော်အဲ့လိုအမြင်တွေရောပြောင်းလာတယ်ပေါ့ဒီကစားကစားနေတဲ့ကာလမှာပေါ့နော်အမြင်တွေပြောင်းလာတယ်ပြီးတော့အဲ့လိုတက်ကနေပိုင်းလည်းတစ်ခုနဲ့တစ်ခုပြောင်းလဲပြောင်းလဲတော့နည်းနည်းလေးတော့ ဟိုအခက်ခဲတော့ရှိတော့ရှိတာပေါ့ဒါမဲ့အကောင်းဆုံးတော့အကျိုးစားနေတော်တော်လေးအဆင်ပြေပါတယ်ဒီတက်ကနေနေပါတယ်ဒီဒီပြနေလည်းအဆင်ပြေပါတယ်ဟုတ်ကဲ့အခုအတွဲတွေတွဲထားပေးတယ်ပေါ့နော်အခုတွဲထားပေးတဲ့အတွဲတချို့တွဲတွေကြတော့သူကနည်းနည်းငယ်သေးတဲ့လူတွေပါတော့ကြတော့တိတ်ပြီးတော့ဟိုချိတ်ဆက်တော့မမိသေးဘူးပေါ့နော်တချို့အတွဲရင်လည်းကြတော့လို့မျိုးပြောရင်ပြောသလိုမျိုးလေး live show လိုက်တာမျိုးတွေ live ပြီးတော့ delay လုပ်တာမျိုးတွေကြတော့အဲ့ဒါတွေကြတော့အံဝင်ခွင့်ချရှိတယ်ပေါ့ဟိုအတွဲချင်းတော့မတူသေးဘူးပေါ့နော်အဲ့လိုမျိုးနည်းနည်းနှူးတဲ့အတွဲပါတဲ့ခါကျရင်တော့နည်းနည်းဟို အခြေဆက်မမေ့ဘူးပေါ့လေဟုတ်ကစားရအခက်ဆုံးအသင်းရတော့ထိုင်းနဲ့ BNN လို့တော့ထင်ပါတယ်ဟုတ်ဒါမဲ့လေမတို့ဒူးတော့မှာအတိတ်ကရှုံချွေးတွေကိုပြန်လဲခြေပနိုင်ဖို့အတွက်အောင်ပွဲကိုစားလောင်နေကြတဲ့မြမလေရွေးစင်ဖူဆဲအမျိုးသမီးကစားသမားလေးတွေဟာအခုတစ်ခေါက်ပြိုင်ပွဲမှာအနိုင်ရဖို့အတွက်အစွမ်းကုန်စူးစမ်းလေ့ကျင့်နေကြပါတယ် အဲညီမခုလက်ရှိကစားနေတာကတော့ဒီအန်ကာလည်းကစားရတယ်အလာလည်းကစားရတယ်အခုအစပိုင်းမှာတော့ training မှာတော့အန်ကာနေနေပေါ့နော် training ဆင်းနေရမယ်ဒါနိပြလိုအပ်ချက်ချောင်းအခုအလာဘက်ကိုပြန်ပြီးတော့ကစားနေရတယ်ပေါ့နော်ဒါကိုကလည်းအရင်ကတည်းကလည်းအလာကစားတဲ့အ player ဖြစ်နေကြမှုစဉ်းစားအားမှုရှိပါတယ်ဟုတ်ဟုတ်အတူတူပဲဟုတ် club team မှာလည်း pivot မှာအခု national team မှာလည်း pivot မှာပဲဟုတ်တယ်။ကစားတဲ့နေရာတော့ကျန်တဲ့အားမှုရှိပါတယ်။ကိုယ်ကစားခြင်းတဲ့နေရာလည်းကစားရတယ်ပြီးတော့နီးပြရဲ့ကစားွက်မှာလည်းအကောင်းဆုံးဖြစ်အောင်လို့ပေါ့နော်။နီးပြကလည်းလမ်းပြပေးရဲ့အကောင်းဆုံးနီးစနစ်မှန်မှန်နဲ့ပေါ့တဖြည်းဖြည်းဖြည်းတိုးတက်လာအောင်လုပ်ပေးပါအာအများကြီးပြောင်းလဲပါတယ်ပြောင်းလဲတယ်ဆိုတာသူရဲ့နီးစနစ်တွေကအဲညီမတို့အဲမတင်ခဲ့ဘူးပေါ့နော်မတင်ခဲ့ဘူးဆိုတာအဲ့လိုမျိုးပေါ့သူရဲ့နီးစနစ်တွေပတ်တန်နေဒီကွင်းထဲမှာသွားတဲ့အဟာတွေကအများကြီးဟိုပေါ့နော်ဟိုညီမတို့အတွက် အတွေ့အကြုံတွေအများကြီးရတဲ့နေစနစ်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲတော်တော်လေးကောင်းမယ်လို့ပြောလို့ရှိမှလည်းဟုတ်။မြပြအများကြီးဒီကလပ်အသင်းနဲ့ဒီနေရှင်နဲ့တင်းတော့အများကြီးกว่าတာပေါ့။အဲဘာလို့လဲဆိုတော့နေစနစ်ကအဆပေါ့။ပြီးတော့နိုင်ငံရှားနေပြဆိုတော့လေနေစနစ်အစ်အစ်တွေပေါ့အဲ့လိုမျိုးကြီးအများကြီးกว่าတာပေါ့။ အဆင်ကတော့ပြေပါတယ်ဒါပေမဲ့တခါတလေတော့ဘာသာစကားခက်ခဲလေးတော့ရှိရပေါ့သို့တော်လည်းသူပြောတဲ့ language မှာကစားသမားနားလည်နိုင်တဲ့ language နဲ့ပြောတာဖြစ်တဲ့အတွက်ပြီးတော့သူကိုယ်တိုင်လည်းစိတ်ရောလူရောဒီ queen နဲ့မှာပဲဒီဘာသာစကားခက်ခဲဖြစ်ပေမဲ့ဒီ queen နဲ့မှာသူကိုယ်တိုင် demonstration ပြပြီးလုပ်ပြဆိုအဆင်ပြေပါကျင်းတဲ့အားမူကညီမခုဟိုပါဘောနော်ကန့်သွင်းထားရကြတော့လေးဘက်ကြောင်ကပတ်ပဲရှိရတဲ့ကြောင့်မို့လို့တိတ်ပြီးတော့ကိုကိုကကတော့ကျင်းတဲ့အားမူတိတ်မရှိသေးဘူးဒါပေမဲ့အဲဘာပဲပြောအကုန်လုံးပေါ့နော်ကစားသမားရဲ့အကုန်လုံးကဒီတိတိသာတော့တိုးတက်လာတာတော့ညီမတွေ့ရပါတယ်ဟုတ် ဘယ်လိုလဲပေါ်ရှားမှုရှိတယ်ဆိုတော့အာဟိုဟိုပြီးခဲ့တဲ့ပွဲကအာပြီးခဲ့တဲ့နိပြကတော့သူက combine ပေါ့ combine ချက်တော့ခုနိပြရွှတ်တင်ချိန်လာကန္နာကိုဘူးသဘောကျတာလို့မြင်ရပေါ့ club team နဲ့ national team ကတော့မတူဘူးပေါ့ club team ကတော့ club team style ပဲသွားမှာ national team ကြောက်လို့ရှိရင်တော့အကုန်လုံးကတစ်တင်းနဲ့တစ်စီလုံးနဲ့ဖြစ်သွားဖြစ်တဲ့အတွက်သူ့နေရာနဲ့တူတော့ကွာခြားမှုလို့ရှိတယ်လက်ရှိမြမလေရွေးစင်အမျိုးသမီး full set အသင်းကိုပြီးခဲ့တဲ့မြမအမျိုးသမီး full set league က တကယ်ဒေါင်တောင်မီကစားသမားတွေနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီးလူငယ်ကစားသမားအများစုနဲ့အတွေ့အကြုံရှိကစားသမားတချို့ပါဝင်ခဲ့တဲ့အတွက်တပါနဲ့နှုတ်ပြုံမှုပေါင်းဆက်ထားတဲ့အသင်းကောင်းတသင်းဖြစ်ပါတယ်ဒီအခုမြင်နေရတဲ့အနေနဲ့ကျွန်တော်မြန်မာလက်ဆင်မျိုးသမီးတွေကတော့အဲပြီးခဲ့တဲ့ကျွန်တော်တို့6လပိုင်းမှာလောက်လုံးလာပါလောက်ခဲ့တယ်ကျွန်တော်တို့ AR Bank ဖူဆယ်မျိုးသမီးလိကနေပြီးတော့ခြေစွမ်းရည်ရည်ကစားသမားတွေကိုဒီနေပြကိုယ်တိုင်ပေါ့နော်ဝယ်တိုင်းကျွန်တော်ကြည့်တယ် ကြည့်ပြီးလေ့လာပြီးတော့မှတခြားလေးလေ့လာသုံးသပ်ပြီးတော့မှအဲ32ယောက်ပေါ့နော်စကားဆက်ပြီးတော့ကျွန်တော်တို့ရွေးချယ်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ဟုတ်ဒီပြားကျောင်းနေတဲ့တော့ကျွန်တော်တို့ထိုင်းနိုင်ငံထိုင်းလူမျိုးပေါ့နော်ထိုင်းလူမျိုးနေပြအဲမစ္စာပရာဆက်ပေါ့နော်သူကတာဝန်ယူရဲကျွန်တော်လက်ထောက်နေပြအနေနဲ့တော့ကျွန်တော်တို့စီကဒီဖူဆယ်လေဗယ်တွေရတဲ့တော်ဝါခိုင်နဲ့ကိုအောင်ပေါ့နော်သူတို့ကနေပြီးတော့ဘူးရဲလေ့ကျင့်ပင်ဆင်ပေးနေတာဖြစ်ပါတယ်ဟုတ်ပြီးခဲ့တဲ့ဟိုတာပေါ့နော်ဒီပြိုင်ပွဲတုန်းက အကောင်းဆုံးကစားသမားတွေရွေးချယ်ပြီးရောဗောနော်စကန်နေလေးကျင်းတာကစားသမားအယောက်30နဲ့စကန်နေလေးကျင်းတယ်ဗောဟုတ်ဟုတ်အဲအခုလက်ရှိအသင်ကတော့ဟိုလက်ရှိနီးပြရဲ့လက်ထက်မှာကျွန်တော်တိုးတက်နေတဲ့အရေးအောင်နေမြင်ရပါတယ်ပြီးရဒီမှာကျွန်တော်အရင်လေယူစင်ဟောင်းအရင်ဆိုရင်ကျွန်တော်ဖူးဆဲကစားတဲ့ကစားသမားတွေကနေအတွက်နီးပြရဲ့အတွက်ရွေးချယ်ရတာပိုခက်တယ်ဗောနော်အခုကတော့ကျွန်တော်လိလဲလှုပ်လာနိုင်တဲ့အတွက်ဟိုနီးပြအနေနဲ့ပို့ပြီးတော့ကစားသမားရွေးချယ်မှုပိုင်းမှာပို့ပြီးတော့လူတွေပို့ရွေးလိုက်နိုင်တယ် အခုဆိုကိုတို့တွေ့တဲ့အတိုင်းပဲမျက်နှာတက်ကစားသမားလေးအများကြီးပါလာတယ်ဆိုတော့အတင်းကဟိုအကောင့်တဲ့ဘက်ကိုအရွေးတစ်ခုတော့တွားနေပါတယ်ဟိုဒီဒီနီးပြားရဲ့လက်ထက်မှာလည်းသူရဲ့ legend guy တွေကိုပို့ပြီးတော့နားလည်လာတယ်သူရဲ့ဟို technique တွေ tactic တွေပို့နားလည်လာပြီးတော့အခုဆိုရင်နှမြေးပြေးတဲ့ဒီတင်းကဟိုလိုတက်လာတဲ့အနေထားရှိပါတယ်ဗျဟုတ်လေ့ကျင့်တာတပတ်ကို တပတ်ကိုစက်တဲ့ချိန်ပေါ့နော်တနင်္လာမနက်ညစပြီးတော့ပေါ့နော်တနင်္လာမနက်ညအင်္ဂါမနက်ညဗုဒ္ဓဘုမနက်ညကြာသာဘုမနက်ညတောက်ကြမနက်ညနဲ့တနင်္စနေနေ့ကျရင်တော့မနက်တချိန်နဲ့အားလုံးပေါင်းစက်တဲ့ချိန်ပေါ့နော်အဲ့လိုမျိုးတော့လေ့ကျင့်ဖြစ်တယ်ပေါ့ဟုတ်ကျွန်တော်တို့အမျိုးသမီးဖူးစေလီစတာတိတ်မကြသေးဘူးပေါ့မကြသေးဘူးဆိုတာလီစတဲ့တက်တန်းလည်းနဲသေးတယ်ပေါ့နော်အခုကသားသမားကြီးလည်းနဲတယ်ဒါပေမဲ့လည်းဟိုဘယ်လိုပြောရမလဲဆိုတော့အရင်ထက်တော့ အားရကျင်းတဲ့မှုရှိလာပြီ fitness ပိုင်းနေရော national ပိုင်းနေရောပေါ့နော်နည်းနည်းလေးတော့အရင်အထက်တော့တိုးတက်လာပြီဒီထက်ပိုကောင်းလို့အချိန်ပေးရင်တော့ဒီထက်ပိုကောင်းပြီးတော့ကောင်းဆုံးရလက်ရလိုက်မယ်လို့မျှော်လင့်နေတယ်ကျွန်တော်အဲကျွန်တော်တို့အမျိုးသမီးမှာလည်းဖြစ်ဖြစ်အမျိုးသားမှာဖြစ်ဖြစ်ဖူဆယ်မှာတော့ကျွန်တော်အဓိကအပြိုင်ပတ်တွေကတော့ဟိုဒေသတဲ့အဓိကအင်အားကြီးနိုင်ငံတွေဖြစ်တယ်ကျွန်တော်ထိုင်းဗီယက်နမ်အခုဆိုအင်ဒိုနီးရှားပေါ့နော်အဲဒီဒီအသင်းတွေကိုပဲကျွန်တော်အဓိကထားပြီးတော့ဟိုရှင်ပြိုင်ပတ်နေတာရှိပါတယ် ဆိုတော့ဒီထိုင်းနဲ့ဗီယက်နမ်တသင်းသင်းကတော့ကျွန်တော်တို့အပြုနေတွေ့မဲ့နေတာတော့ရှိပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်ကဟိုအောက်စုအဆင့်အရင်ဆုံးဟိုကြော့အောင်ကျွန်တော်ကံမယ်နောက်ပြီးလို့ရှိရင်တော့ဒီစပီးဖိုင်နဲ့တက်ပြီးတော့ကျွန်တော်စုစည်းရအောင်တဆင့်ချင်းကျွန်တော်ပြင်ဆင်သွားဖို့ဆိုပြီးတော့ဒီရည်ချက်တွေတော့စူးစမ်းပြင်ဆင်နေပါတယ်ဟုတ်အဓိကတော့နိုင်ငံသားနှိပြငါးပြီဆိုရင်တော့ဘာသာစကားပဲစကားအတိတ်အနေနဲ့တော့ခက်ခဲတယ် ဟိုအင်္ဂလိပ်ချန်အင်္ဂလိပ်စကားလေးနည်းနည်းပြောတာအားနေတယ်ဗောနော်အားနေတဲ့အတွက်ကျွန်တော်တို့မှလည်းနည်းနည်းအခက်ခဲရှိတယ်အဲအဲ့ဒါကိုအကောင်းဆုံးတော့ဖြည့်ရှင်းတယ်အကောင်းဆုံးတော့နားလဲအောင်တော့လုပ်ထားတယ်နောက်တော့ဘာတွေတိုးတက်လာလဲဆိုတော့ तू ကသူတို့ဟိုမှာ तू က तू လဲ work ကံခဲ့တဲ့ကစားသမားဖြစ်တဲ့အတွက်ဗောနော်ကစားသမားရဲ့ဖြစ်နေတဲ့ပြဿနာကို basic တွေကအစ initial တွေကအစ fitness ကအစုံပေါ့နော်တေချာလေးပြင်ဆင်ပြီးတေချာလေးတင်ပြပေးတဲ့အတွက်ကစားသမားတွေဒီတိုးတက်မှုနှုန်းလဲမြန်တယ် တေချာအောင်စိတ်ဝင်စားလုပ်တဲ့ကစားသမားတွေကတဖြည်းဖြည်းနဲ့တော့အရင်နဲ့ထားရင်တော့နည်းနည်းလေးတော့နည်းနည်းတော့မဟုတ်တော်တော်လေးတော့ပြောင်းလဲလာပြီတိုးတက်လာပြီလို့တော့ကျွန်တော်တော့ကိုယ်နိုင်တော့မြင်ပါတယ်ဗျအဲကျွန်တော်တို့ပဏမကတော့ကျွန်တော်30တယောက်အရင်ရွေးခဲ့တယ်ဗောနော်ရွေးပြီးတော့ကျွန်တော် training နှစ်ပတ်လောက်မှာကျွန်တော်ဒီပြားက4ယောက်ထုတ်ပြီးတော့ကျွန်တော်28ယောက်အခုလက်ရှိ28ယောက်နဲ့ legend နေရဗောနော်ပြီးတော့ရှိတော့ကျွန်တော်တို့ဒီလာမယ့်24ရက်နေ့ကနေ30ရက်နေ့ထိထိုင်းနိုင်ငံမှာဟိုသွားပြီးတော့ legend ရဲ့ခြေစမ်းပွဲတွေသွားကြပါမယ်အဲ့အတွက်ကိုတော့သူက22ယောက် ပြန်ဖြတ်မှာပေါ့နော်20ရောက်ဖြတ်ပြီးတော့မှအဲအဲ20ရောက်နဲ့ကျွန်တော်တို့သွားပြီးတော့ဒီဟိုခြေစမ်းပွဲပေါ့လေးကျင်းခြေစမ်းပွဲကြီးသွားကစားမယ်အဲပြန်လာရင်ဒီ20ရောက်နဲ့14ကျင်းပြီးတော့မှစီးကဲကြရင်တော့ကျွန်တော်တို့14ရောက်တော့16ရောက်ပေါ့နော်အဲအဲ့လောက်ကြီးတို့ဖြတ်သွားမှာဒီမှာဗျအစင်းစင်းဖြတ်သွားမှာပေါ့နော်ဟုတ်ကျွန်တော်တို့ကအုပ်စု B မှာပေါ့နော် BNN ရဲ့အင်ဒိုနီးရှားရဲ့တအုပ်စုတွေကြာနေတယ်ပေါ့နော် BNN ဆိုရင်လည်းဟိုဒါဝက်ကက်ကန်ထားတဲ့အသင်းပေါ့နော်အဲအင်ဒိုနီးရှားဆိုလည်းပြိုင်ဘက်ကောင်းတဲ့အသင်းပေါ့နော်အဲအသင်းကောင်းနေဖြစ်တဲ့အတွက်တော်တော်လေးတော့ တော်တော်လေးကြိုးစားပြီးကံရမယ်အနေထားမှာတော့ရှိရပါတော့။ဒါပေမဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဒီစီးဂိတ်မှာတော့ရလက်တစ်ခုတော့ရအောင်ပြီ။ကအိုးသားအဆင့်တစ်ခုတော့ရွှေငွေကြီးတစ်ခုတော့ရအောင်တော့စမ်းဆောင်သွားမယ်လို့ယုံကြည်ပါတယ်။ကစားသမားတွေပေါ့လေ။ I think uh because are uh, very important in women Myanmar because uh, he you start youth he cannot training uh, because uh, I come Myanmar I try the best because I uh, start basic movement, everything, teach he for nutrition, everything. Okay, now I think 80% uh, for physical fitness because I uh, start, I test, I have result, but now, okay, 80%. And I think half time, 20%, okay, can. 100% go, try the best. Okay, now situation. Okay, very good situation because uh, he have a uh, league, she have league, she have experience last AFC, she have experience play uh, the best team, everything, uh, Vietnam, Chinese, Taipei, yep, for fitness game. Okay, I think next time he can up, develop, develop, develop. I think I, I stay here around three or four years, I see this problem because a youth, start youth, she cannot training fitness, okay, training fitness. But important for he come every every man and woman come problem for very really weak for fitness and because he come so many so many people don't know for fitness but i want every 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 coach can learning for fitness no learning tactic only I want every coach learning for fitness in the team for develop 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 for good serve national team is good develop continue ทีတကောင်စီဂိတ်မှာရင်းပြိုငาအောင်နိုင်ဖို့အတွက်စีတ်ရောကိုယ်ပါနှစ်ပြီးရင်းစိန်နေကြတဲ့အတွက်ကစ အုတ်ချုပ်သူနီးပြများအားလုံးရဲ့ယင်ထဲမှာလည်းအောင်ပွဲအတွက်ယုံကြည်မှုကိုသည်ရှိနေကြပါဘူး။ဟိုကျွန်တော်တို့ဖူစဲပေါ့နော်တိုးတက်လာတဲ့အချိန်များထဲမှာပြိတ္တတွေလည်းစိတ်ဝင်စားမှုများလားဒါပေမဲ့အခုတော့ပြိုင်မဲ့ အမျိုးသားဖူဆဲရောအမျိုးသမီးဖူဆဲရောတော့ပြည်သက်တွေအားပေးပါကျွန်တော်တို့လည်းအစွမ်းကုန်ကြိုးစားသွားပါမယ်ဒီထက်ပိုပြီးတော့လည်းဖူဆဲတိုးတက်အောင်လို့လည်းကျွန်တော်ဆုတောင်းပေးပါတယ်ပြည်သက်ကြီးလည်းစိတ်ကြမ်းမ်းကြီးကိုကြမ်းမ်းကြီးပြည်ဆောင်ပါတယ်အဲကျွန်တော်တို့ဒီဖူဆဲမျိုးသမီးလက်ရင်နေနေတယ်လေဒီလာမယ့်စီဂိမ်းဒီဇင်ဘာထိုင်းနိုင်ငံမှာကျင်းပမယ့်စီဂိမ်းပြိုင်ပွဲအတွက်အကောင်းဆုံးလေ့ကျင့်ပစ်စင်နေပါတယ်ကျွန်တော်တို့ဒီဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ဒီခုစဲကော်မတီဥက္ကဋ္ဌရောဒီကော်မတီဖွဲ့ဝင်တွေကလည်းတတိယရှာလေးကိုအာရုံစိုက်ပြီးတော့ပံ့ပိုးမှုတွေအပြည့်အဝလုပ်လာတယ် တော့နီးပြတဲ့ကစားသမားတွေကလည်းဒီပြိုင်ပွဲမှာအကောင်းဆုံးလုပ်ပြနိုင်မှုဆက်ပြနိုင်မှုနဲ့သူတို့ဟိုတန်းနေတန်းချပြီးတော့တခြားလေးပြင်ဆင်နေရပြည့်တဲ့အတွက်ကျွန်တော်ဖူဆယ်ချစ်ပိတ်သက်တွေနဲ့လည်းဒီအမျိုးသမီးကျွန်တော်တို့ဖူဆယ်လဲခြင်းတွေကိုအားပေးဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်လိုပါတယ်အဲဟုတ်ကဲ့ညီမတို့အခုပေါ့နော်အကုန်လုံးကလည်းဒီစီးကိန်းကိုအားခဲထားတယ်ညီမတို့ကလည်းဒီကာလာဝင်မယ်ဆိုရဲစိတ်ဓာတ်တစ်ခုနဲ့ပေါ့နော်ညီမတို့ကအကောင်းဆုံးစူးစမ်းနေတယ်အဲဒါကြောင့်မလို့ဒီ semi final ထိညီမတို့ရအောင်အကောင်းဆုံးစူးစမ်းပါမယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့အခု ခွန်ကြီးပွဲရင်မှာဆိုရင်ပြိတ္တရအများကြီးပေါ့အများကြီးအားရတယ်အခုအတိုင်းပဲဖူစေပွဲကိုလည်းအများကြီးပြိတ္တအားအများကြီးလိုတယ်ကွာနော်အဲကြောင့်အများကြီးအားပေးပေးကြပါလို့ဖိတ်ခေါ်ပါတယ်ဘယ်လိုပဲဖြစ်ဖူစေလို့လည်းအကောင်းဆုံးအနေနဲ့လှုပ်ဆောင်သွားပါမယ်အဲ့တည်းလည်းအကောင်းဆုံးအားပေးကြပါအောင်အောင်မြင်မှုတစ်ခုရအောင်တော့လာမယ့်စီးကိန်းမှာအကောင်းဆုံးကြိုးစားကြွားကြပါမယ်လို့အာကျွန်တော်တို့တသိန်းလုံးအကောင်းဆုံးနေပြရဲ့အဲကစားကွက်မှာအကောင်းဆုံးကစားသွားပြီးတော့တင်းဝဲညီညီနဲ့ စီဂိမ်းပြိုင်ပွဲမှာကာလာတစ်ခုပင်အောင်အကောင်းဆုံးကြိုးစားသွားမှာညီမတို့အခုစီဂိမ်းအတွက် ပြင်ဆင်နေတဲ့ကစားသမားအကုန်လုံးဟိုအားပေးပါလို့ဟိုကြည့်ရှုပေးပါပေါ့နော်အမားတွေရှိရင်လည်းထောက်ပြပေးပါဟိုအကုန်လုံးအားပေးရဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ကအခုဒီစီဂိမ်းကိုနေရာတစ်ခုကြီးရောက်သွားမယ်လို့ယူရထားပါတယ်ပေါ့နော်အကုန်လုံး player တွေရောညီပြတွေရောအကုန်လုံးအားတက်တွေရောနေအကုန်လုံးကြိုးစားနေကြပါတယ်အားကြောင့်မို့ကျွန်တော်မြန်မာ nation နဲ့ဘုမဖူဆယ်အတင်းကိုအားပေးကြပါအောင်လို့မြစ်တယ် မြန်မာအားကစားချင်းမြတ်လို့သူပြိသက်တွေပါဝင်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားအားလုံးတောင်းတနေကြတဲ့အောင်မြင်မှုပျော်ရွှင်မှုဂုဏ်ယူဝေကြွားမှုတွေကိုလာမယ်အရှိတောင်အားရှအားကစားပြိုင်ပွဲကနေယူဆောင်လာမယ်မြန်မာလက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းကိုစောင့်မျှော်အားပေးလိုက်ကြရအောင်ပါခင်ဗျာ Yeah.